အလွန်းဆိုတာဘာလဲအလွန်းဆိုတာစကလုံးတစ်လုံးရဲ့အ내ဖွင့်ဆိုချက်လားဂျာမမဟုတ်ယင်တဲ့ဟာတိတ်ဆိတ်တဲ့နာကျင်မှုတစ်ခုလားတွေးကြည့်လိုက်ရင်အလွန်းဆိုတာမရှိတော့တဲ့ဝေးကွာနေတဲ့ဂျာမမဟုတ်ဘတော်မှပြင်မရနိုင်တော့တဲ့အရာတစ်ခုရဲ့အမတ်ရစရာအရေးပဲဖြစ်ပါတယ်အလွန်းကနှလုံးသားကိုအကြိမ်ကြိမ်ထိခိုက်စေနိုင်ပေမယ့်အဲ့ဒီအရာတစ်ချိန်လုံးကဘလောက်တန်ဖိုးရှိခဲ့လဲ ဘလောက်ချစ်မြတ်နိုးခဲ့ရလဲဆိုတဲ့အကြောင်းရင်းရဲ့တက်တေခံလက်မှတ်လည်းဖြစ်ပါတယ်။အလွမ်းမရှိရင်ချစ်ချင်းမြတ်တာရဲ့အနဲ့ဆိုင်ဆုံးအတိတ်ပဲကိုနားလည်နိုင်မှာမဟုတ်ပါဘူး။အလွမ်းဟာလူသားတိုင်းရဲ့ဘဝလမ်းမှာမလွဲမသွေကြုံတွေ့ရမယ့်ခံစားချက်တစ်ခုပါ။တခါလေကြတော့ အလွမ်းကလေပြေအေးလို့ဖြင်းညင်းစွာတိုက်ခတ်ပြီးဖြူစင်တဲ့အတိတ်ကိုတတိယစီတယ်။တခါလေကြတော့လေလေမုန်တိုင်းလို့ရုတ်တရက်ဝင်ရောက်လာပြီးမျက်ရည်တွေ ဝန်နေမှုတွေနဲ့အတူရင်ဘက်ကိုစောက်ကန်သွားတတ်တယ်။အလွန်းဆိုတာပုံစံအမျိုးမျိုးနဲ့ခံစားနိုင်ကြပါတယ်။အချို့ကပျောက်ဆုံးသွားတဲ့အချစ်ကို လွမ်းကြတယ်။အချို့ကဘဝရဲ့အလဆုံးအချိန်ကာလတွေကို လွမ်းဆုကြတယ်။တချို့ကြတော့ကိုကျင်လည်ခဲ့တဲ့နေရက်မြေမိသားစုအိမ်လေးကိုလွမ်းဆုကြပါတယ်။လူတယောက်ကိုလွမ်းဆုခြင်းဆိုတာသူတို့ရဲ့ပုံရိပ်ကိုပဲလွမ်းတာမဟုတ်ပါဘူး။ သူတို့ရှိခဲ့တုန်းကကိုယ့်ရဲ့ဘဝမှာပြည့်စုံခဲ့တဲ့နေရာလက်တစ်ခုလုံးကိုလွမ်းတာပါအဲ့ဒီသူပြောခဲ့တဲ့စကားအတန်အသူရီမောခဲ့တဲ့အခိုက်အတန်လက်ဖွားနှွေးနှွေးလေးရဲ့အထီးသွေးအိမ်တကားဖွင့်လိုက်တာနဲ့ရနေကြအနှံ့အသက်ဒီလိုမျိုးအသေးစိတ်အရာအလုံးဟာအလွမ်းရဲ့အစိတ်ပိုင်းတွေဖြစ်လာကြပါလေပန်းဝန်းကျင်က နေရာတိုင်းဟာသူတို့နဲ့ဆက်ဆက်နေလို့ခံစားရတယ် လက်ရှိအချိန်ဟာပြောင်းလဲသွားပြီမဲ့နှလုံးသားထဲမှာတော့သူတို့ထားခဲ့တဲ့အမတ်တရားတွေဟာဘယ်တော့မှမရွေ့ပြောင်းတဲ့အရာတွေဖြစ်နေပါတယ်။လက်ရှိအချိန်ဟာပြောင်းလဲသွားပြီမဲ့နှလုံးသားထဲမှာတော့သူတို့ထားခဲ့တဲ့အမတ်တရားတွေဟာဘယ်တော့မှမပြောင်းလဲတဲ့အရာတွေဖြစ်နေပါတယ်။ဖုန်းတစ်ချက်ခေါ်လိုက်ရင်ပြန်ထူးမဲ့အတန်ကို နားဆွင့်နေမိစေ။အိမ်ကားဝမှာပြန်ရောက်လာမလားလို့မျောလင့်နေမိစေ။ဒါရီယာအလွမ်းရဲ့အားမရှိတဲ့တောင်းတမှုတွေဖြစ်ပါတယ်။ အတိတ်ကိုလွမ်းဆွခြင်းကလည်းလွမ်းရဲ့နောက်ထပ်ပုံစံတစ်ခုပါပဲငယ်ဘဝရဲ့ဖြူစင်မှုတာဝန်ရှိတဲ့ပော့ပါတဲ့အချိန်တွေတငယ်ချင်းတွေနဲ့အတူပျော်ရွှင်ခဲ့ရတဲ့ကြောင်းနည်းရဲ့တွေအဲ့ဒီအချိန်တွေဟာရွှေရောင်အိမ်မက်တွေလိုပဲလပပြီးလက်ရှိဘဝရဲ့ပင်ပန်းမှုတွေကြားထဲမှာခဏသာငြိမ်သက်ခြင်းကိုပေးစွမ်းနိုင်တယ်။ဒါပေမဲ့ပြန်သွားလို့မရတော့ဘူးဆိုတာသိတဲ့အခါအဲ့ဒီအလွမ်းကနှလုံးသားကိုပုံမှုဝန်ပြည့်စေပါတယ်။ လွမ်းစုမှုဆိုတာအတိတ်နဲ့ပြစ်ဆုံးပံကိုဆက်သွယ်ပေးတဲ့ကြိုးမြင်တစ်ခုဖြစ်ပြီးအတိတ်ကနေသင်ခန်းစာယူဖို့ပြစ်ဆုံးပံရဲ့တန်ဖိုးပုံမူသိရှိဖို့သွန်အားပေးတဲ့စိတ်ခံစားမှုတစ်ခုလည်းဖြစ်နိုင်ပါတယ်။အလွမ်းဆိုတာခားတယ်၊နားကျင်တယ်၊တကူတည်းဖြစ်စီတယ်။ဒါပေမဲ့တစ်ဖက်ကကြည့်ရင်အလွမ်းဟာချုံမြိန်တဲ့ခါးသီးမှုလည်းဖြစ်တယ်။လွမ်းစုနေရတာတစ်ချိန်လုံးကကိုယ်ဟာဘလောက်ပျော်ရွှင်ခဲ့ဖူးတယ်။ ဘလောက်ပြည့်စုံခဲ့ဖူးတယ်ဆိုတော့ပြန်ပြောင်းသက်သေပြနေတာဖြစ်ပါတယ်။အလွန်ရဲ့နှက်ဆိုင်မှုဟာချစ်ချင်းမေတ္တာရဲ့နှက်ဆိုင်မှုနဲ့ဓာတ်ရိုက်အချိုးကျပါတယ်။ကိုဘွားတဲ့ကထွက်ခွာသွားတဲ့အရာတွေကို လုံးဝမလွမ်းဆုတော့ဘူးဆိုရင်အဲ့ဒီအရာ ကို့အတွက်တန်ဖိုးမရှိခဲ့လို့ဖြစ်ပါလိမ့်မယ်။ဒါကြောင့်အလွန်ကို ခံစားနေရခြင်းဟာတင်ဟာလေးနေတဲ့စိတ်ခံစားမှုရှိတဲ့လူနှက်ဆိုင်စွာချစ်သက်တဲ့သူ အရရာကိုတန်ဖိုးထားတတ်တဲ့သူတယောက်ဖြစ်တယ်ဆိုအောင်ပေါ်ပြနေပါတယ်။အလွမ်းကိုဘလို့ကင်တွယ်ဖြည့်ရှင်းရမလဲ။အလွမ်းကိုတိုက်ထုတ်ဖို့မကြိုးစားပါနဲ့။အလွမ်းကို လက်ခံပေးပါ။အလွမ်းဟာတင်းရဲ့တငယ်ချင်းလိုတင်းရဲ့နှလုံးသားရဲ့အစိတ်ပိုင်းလိုသဘောထားပါ။အလွမ်းကိုခံစားခွင့်ပေးပြီးအဲ့ဒီခံစားချက်ကပေးတဲ့တည်င်းစကားကိုနားထောင်ပါ။ အလွမ်းကတင့်ကိုအသက်ရဲ့အလတရားတွေကိုတန်ဖိုးထားဖို့ပြောပြနေတာလားဒါမှမဟုတ်ပြစ်စုံပံမှာကြံရှိနေတဲ့အရာတွေကိုပုံမမျက်နှူးဖို့တတိပေးနေတာလားနောက်ဆုံးတော့အလွမ်းဆိုတာဘဝရဲ့ခီးလမ်းမှာမောပန်းတဲ့အခါခိတ္တနားကိုရအယိတ်ပါပဲအဲ့ဒီအယိတ်အောက်မှာငြိမ်သက်စွာထိုင်ပြီးကိုယ့်ရဲ့အတိတ်ကိုယ့်ရဲ့ချစ်ခြင်းမြတ်တာကိုယ့်ရဲ့တန်ဖိုးရှိတဲ့ဘဝအစိတ်ပိုင်းတွေကိုအမေရနိုင်ပါတယ်အလွမ်းကြောင့်မျက်ရည်ကျခြင်းကြပါစေ ဒါပေမဲ့အဲ့ဒီအလွမ်းတွေဟာကျွန်တော်ရဲ့နှလုံးသားတွေအသက်ရှင်နေသေးတယ်။နှွေးထွေးတဲ့ခံစားမှုတွေနဲ့ပြည့်နေနေတယ်ဆိုတော့တက်တည်ပြနေတာပါပဲ။အလွမ်းဟာပျောက်ွယ်သွားတဲ့အရာတွေကိုပြန်လဲဖန်ဆင်းပေးတဲ့မော်အသက်မဟုတ်ပေမဲ့အဲ့ဒီအရာတွေကိုကိုယ့်ရဲ့မျက်ဉဏ်ထဲမှာသာရရှင်တန်နေစီတဲ့စွမ်းအားတစ်ခုပဲဖြစ်ပါတယ်။ဒီနေ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲခင်ဗျာ။ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့လည်းဖိတ်ခေါ်ပါတယ်။ နောက်နေ့တွေမှာလည်းတခြားအကြောင်းအရာတွေတင်ဆက်ဖို့အတွက်ပြန်လာခဲ့ပါမယ်။